ခြေနောက်ကတောင်းတဲ့ရှိနေတော့ကျဲကိုဒီတလုံးစီကိုယူပြီးတော့ချိန်ကြည့်တဲ့အချိန်မှာဒီလောက်ကရန်ရကြတယ်တလုံးနှလုံးပေါင်းလုံးလုံးမှန်ချာခွန်လုံးခွန်လုံးဖြစ်ပါတယ်ဒီမရှင်ဒီမှာရှိနေတဲ့ကျဲကိုဒီရဲ့စစ်စုပေါင်းအလေးချိန်ကိုရှာတာပါနော်ကျွန်မလည်းဒီရှင်ကျကောဒီခုနလုံးဤစစပေါင်းအလေးချင်ကျွဲကောဒီ on the low e susu bong lead bong lại mẹ a go bong lưu xin xa mẹ hosa li bong susu kong bong hosa chow bong susu ni a bong 63အပေါင်း84အပေါင်း91ကုန်ပေါင်းလိုက်နော် grand ပေါင်းလိုက်တော့ကြာနေမှာဆိုလို့958 grand ရမှာဖြစ်ပါနဲ့ကိုကိုပေါင်းကြည့်မယ်ဒါက958ကောကြာနေမှာဆိုလို့နော်ဒီတိုင်းအဖြေတိုင်းရေးလိုက်တယ်ဒီနေရာမှာဆိုလို့ရှိရင်စုစုပေါင်းရပြီလို့ရှိရင်ဒီဘက်ကကြီးအကယ်၍မူလကျွဲကိုဒီများနဲ့ ရမ်းမြအလေးချိန်တူညီနေတော့နောက်ထပ်ကျွဲကိုတီသုံးလုံးထပ်ထဲလိုက်လည်ရင်တဲ့သူကပြန်မြဆိုပြောတဲ့အတွက်ကြောင့်မူလကျွဲခေါ်ပြီးမှသူကပြန်မြအလေးချိန်ကိုထည့်ပြီးတော့စဉ်းစားပြရမှာဖြစ်တဲ့ကြောင့်မူလအလေးချိန်မှာရှိနေတယ်ပြန်မြကိုရှာမယ်ပြန်မြအလေးချိန်ရှာမယ်ကျွဲခေါ်တီကအလုံးဘယ်နှလုံးလဲဆို9လုံး959မှာ 9နဲ့စားလိုက်ပါတော့။သူကပြန်ပြချင်းကိုလိုချင်ရင်စုစုပေါင်းကိုတီးအရင်တွဲနဲ့စားတယ်ဖြစ်တဲ့အတွက်ကြောင့်စားပြီးတော့ရှာလိုက်တော့ဘယ်လောက်ရလဲဆိုကြားနေမှာဆိုလို့နော်89.5ဂရမ်နော်ဒီလိုရမှာဖြစ်ပါတယ်။ဒါရှိရင်သူ့ကိုတိ ए, ုးလိ ए, ုက်တ ए, ော့80ဂရမ်ခတ်ရမှာဖြစ်ပါနော်။80ဂရမ်ခတ်80ဂရမ်ခတ်ပြန်ပြလေးချိန်ဒီ80ဂရမ်ခတ်နော်။ Now နောက်ထပ် နောက်ထပ်ကြွဲကောသည်သုံးလုံးထပ်ထည့်လို့ရင်းဒီမှာမူလကြွဲကောသည်အလေးချိန်ရဲ့ပြန်ပြအလေးချိန်တူညီတဲ့ဒီ80ဂရမ်ခန့်ရှိတဲ့ကြွဲကောသည်သုံးလုံးကိုထပ်ထည့်မယ်ဒီမှာပြန်ပြမူလအလေးချိန်ပြန်ပြအလေးချိန်နဲ့တူညီတဲ့တူညီနေတဲ့အာကြွဲကောသည်သုံးလုံးကိုထပ်ထည့်လိုက်လို့ဆိုလို့ရှိရင်စုစုပေါင်းကြွဲကောသည်ဘယ်နှလုံးဖြစ်သွားလဲဆိုသုံးလုံးနဲ့ခုနှစ်လုံးဆိုလို့ရှိရင်10လုံးဖြစ်သွားမယ်လို့ရှိရင်နံပါတ်ကကြီးနော်နံပါတ်ကကြီးပြီးရမယ်ဒီမေဂွန်နံပါတ်ကကြီးကကြတော့ ပြန်မြခြင်းပြန်မြခြင်းဒူထတ်ထက်ထတ်ထက်လိုက်တော့ကျွဲကိုတီဒီကဘယ်နှလုံးလဲဆိုတော့တော့အဲဆိုမူလနဲ့အခုထတ်ထက်လိုက်တဲ့တောင်းလဲဆိုလို့ရှိစွတ်စွတ်ပေါင်းကျွဲကိုတီစွတ်စွတ်ပေါင်း ချွေကိုဒီက9နဲ့3နဲ့ပေါင်းလိုက်တော့10လုံး10လုံးဖြစ်ပါတယ်နော်9နဲ့3နဲ့ပေါင်းလိုက်တော့10လုံးဖြစ်ပါတယ်ရှိစုပေါင်းနဲ့ဒီဟာတတ်ထလိုက်တော့တည်းရေထိုချင်းအောင်ထဲရှိချွေကိုဒီများစုစုပေါင်းအလေးချိန်လို့ရှာတတ်ထလိုက်တော့10လုံးဖြစ်တော့တယ်ဆိုသူ့ရဲ့10လုံးချွေကိုဒီ10လုံးရဲ့စုစုပေါင်းအလေးချိန်ကိုရှာခိုင်းတယ်နော်ဆိုလို့ရှိရင် စစ်စုပေါင်းလေးချိန်လေးချိန်ညချင်းသည်80ဂရမ်ခန့်နဲ့သစင်းနဲ့ညှောက်လိုက်တော့စစ်စုပေါင်းဆိုတော့သစင်းနဲ့ညှောက်လိုက်တော့800ဂရမ်ရောက်နော်800ဂရမ်ခန့်ရမယ်ချေခရံခိုင်ရမယ်ဆူဆူပေါင်း၄ချိန်ကိုတည်ရလိုချင်တဲ့ဆိုလို့ရှိရင်ပြန်မြချင်းနဲ့ ဒီမှာရှိနေတဲ့အရေးတွက်နဲ့မြှောက်ထန်လိုက်တော့ဒီဒီစုစုပေါင်းလေးချက်များမှာဖြစ်ပါတယ်နော်နောက်နံပါတ်ခါခွေနံပါတ်ခါခွေတွက်မယ်နော်နံပါတ်ခါခွေနံပါတ်ခါခွေတွက်မယ်ဆိုလို့ရှိရင်နံပါတ်ခါခွေမေကောကိုတစ်ချက်ကြည့်မယ်နံပါတ်ခါခွေမေကောကျွဲကောတီအလေးချိန်မိသားမ83ကီလိုဂရမ်ဒီမှာပါဖြစ်လို့ဆိုကီလိုဂရမ်ရှိမင်းဆိုလျင်ကျွဲကောတီမြေမြတ်ခန့်ရှိပြီတဲ့ 800ဂရမ်မှာဆိုလို့ရှိရင်10လုံးရှိတယ်နော်800ဂရမ်မှာဆိုလို့ရှိရင်10လုံးရှိပါတယ်နေ့တသမ83ကီလိုဂရမ်ဆိုလို့ရှိရင်2ကီလိုဂရမ်ကိုဂရမ်ပြောင်းလိုက်မယ်ဂရမ်ပြောင်းလို့တွက်မယ်အဲလိုရှိရင်ကျွန်တော်တို့ရေးမယ်ဘယ်လိုရေးမလဲဆိုလို့ရှိရင်အလေးချိန်800ဂရမ်ပါဆိုလို့ရှိရင်800ဂရမ်တွင် ကျွဲကိုဒီဆယ်လုံးပါလေဆယ်လုံးပါ ਈ အခုကကြတော့ဖိရသမ83ကီလိုခေါ်တာအလေးချိန်နေဒသမ83ကီလိုဂရမ်ကီလိုဂရမ်ဆိုလို့ရှိရင်ကျွဲကိုဒီကဘယ်လောက်ပါမလဲ စဉ်းစားရအောင်နော်။ဟုတ်ရှင်။ဒီမှာဆိုလို့ရှိရင်ကီလိုဂရမ်နေရာမှာဂရမ်ပြောင်းမယ်ဆိုလို့ရှိရင်2.83ကို1000နဲ့မြောက်မှာဖြစ်ပါတယ်နော်။ဘာလို့ဆိုလို့ရှိရင်1ကီလိုဂရမ်မှာ1000ဂရမ်ရှိတယ်ဖြစ်တဲ့အတွက်ကြောင့်1000နဲ့မြောက်လိုက်တော့ဒီကဘယ်လောက်ရလဲဆိုတော့ဒသမ8ကိုတိုးလိုက်တော့2.83နော်။1000နဲ့ရှိမှာဖြစ်ပါတယ်။ဒီမှာ2ကိုကီလိုဂရမ်ကိုဂရမ်ပြောင်းလိုက်နော်။ပြောင်းလိုက်ပြီလို့ရှိရင်ဒီမှာတွက်ပေါ့။ ူက800 gram မှာဆိုလို့ရှိရင်10လုံးပါမယ်800 gram မှာ10လုံးပါမယ်2830 gram မှာဆိုလို့ရှိရင်ကျဲကိုတီးကများလာပါတော့နော်အများလို့ရင်ဒီအ ਨੇ ကစားကြည့်ဖြစ်မယ်3ချက်အတွက်လို့ခေါ်တယ်နော်ဆိုလို့ရှိရင်အများလို့တယ်အများလို့နေတယ်အများလို့ရင်အ ਨੇ စားကြည့်800ကိုပိုင်းကြီးမှာထားပေါ်မှာ2830နဲ့ဒီမှာရှိနေတဲ့10နဲ့ညပါမယ်။ရှိရင် ရောက်ပြီးရှင်းရှာပေါ့နော်။သုံးညရဲ့သုံးညရဲ့ဒီသုံးညရဲ့ဒီသုံးညရဲ့ခြေလိုက်မယ်။ခြေပြီးလို့ရှိရင်283ကို8နဲ့စာလိုက်တဲ့အချိန်မှာကြာနေမှာဆိုလို့နော်အဖြေတစ်ခါတည်းတိုင်းရေးမယ်35ဒသမ3အဲ့လောက်ရမယ်။အဲဆိုလို့ရှိရင်ဒသမဖြတ်ပြီးလို့ရှိရင်ရှေ့ကိုတိုးပြီးလို့ရှိရင်တွက်လိုက်တော့35လောက်ခတ်ရမှာဖြစ်ပါတယ်နော်။ရှိရင် တာနမခွေဝကချီဖြစ်တယ်เนาะ